။ဗားရှုမျိုးကိုကိုကန့်တဲ့ MNDA ကမသိမ့်ပိုက်ခင်တနစ်ခန့်လို2023ခုနှစ်မတ်လကစစ်ကောင်စီရဲ့လာရှုမျိုးထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာမျိုးရဲ့တမိုင်းချောင်းကိုကုန်းမောင်မင်းဆက်စင်ဖြူရှင်ခေါ်မြေတူးမင်းလက်ထက်တက်ကြွေ1969ခုနှစ်ကဖြစ်ပွားသောတရုတ်မြန်မာစစ်ပွဲတွင်လာရှုသည်စစ်တန်းထောက်ရွာအဖြစ်စတင်တွေ့ရှိရခြင်းကြောင့်ရင်းနှင့်မတိုင်မီကပင်တရှိခဲ့သည်ဟုယူဆရပါသည်လို့យေတာထားပါတယ် ဒီနောက်နှစ်ပေါင်း260နီးပါးကြာမြင့်လာခဲ့ပြီးတဲ့နောက်စစ်ကောင်စီလက်ထက်မှာ လာရှိုးသမိုင်းဟာပြင်ဆင်တီးဖြတ်ဖို့လိုအပ်လာပြီဖြစ်ပါတယ်။လာရှိုးရဲ့သမိုင်းတစ်ကလူဦးရေ3သိန်းနီးပါးနေထိုင်တဲ့လာရှိုးမြို့နယ်မှာမြို့ပေါ်ရက်ွက်12ရက်ွက်ကိုစစ်ကောင်စီကအုပ်ချုပ်ခွင့်ရမှာဖြစ်ပြီးကြေးရွာ450ကိုကိုကန့်တက် MNDAA ကအုပ်ချုပ်ခွင့်ရမှာဖြစ်ပါတယ်။စစ်တပ်အနေနဲ့မြို့မြောက်ဖက်ရှိ AD တရာအနောက်ဖက်ရှိ E9 တရာ တောင်ဘက်ရှိမဟန်ရွာကိုကျော်လွန်ပြီးတက်ဆွဲခွင့်မရှိပဲအဲ့ဒီနေမြေခွဲဝေမှုတွေဘေကျင်းမှာလွတ်လိုက်တဲ့တရုတ်ကိုယ်စားလှယ်ဖွဲ့ကလာရှိုးမှာယုံထိုင်ပြီးအနီးကပ်စောင့်ကြည့်မယ်ဆိုတဲ့အနေထားဖြစ်လာပါတယ်တရုတ်ဆိုရက ကမကထပြုလုပ်ခဲ့တဲ့လာရှိုးမျိုးကိုကိုကန်တက် MNDA ကစစ်ကောင်စီထံပြန်လည်လက်လွှဲခြင်းကိုပြီးခဲ့တဲ့ AB 21ရက်နေ့ကစတင်ခဲ့ပါတယ် ဒါပေမဲ့မြို့ကိုဘလို့ခွဲဝေမယ်ဆိုတာကိုတော့နေပြီးတော့ကိုကန်းနဲ့ဘေကျင်းသုံးဘက်စလုံးကနှုတ်ဆက်နေပြီးရှုပ်ဝက်ချက်ဖြင့်ထားရှိထားပါတယ်။တရုတ်ဝေချမ်းပေးတဲ့လာရှိုအုပ်ချုပ်ရေးအကြောင်းသိရသမျှကိုဆက်ပြီးတင်ပြရရင်စစ်ကောင်စီဟာလာရှိုမြို့ပေါ်ရက်ွက်ဆက်နှစ်ခုမှာပြန်လည်တက်ဆွဲခွင့်နဲ့အရေးပဲအုပ်ချုပ်ရေးတွေပြုလုပ်ခွင့်ရမယ်လို့မြန်မာနောင်ရဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်။၂၀၁၁ခုနှစ်မှာပြန်လည်ပြင်ဆင်ထားတဲ့လာရှိုမြို့နယ်ရဲ့ဖွဲ့စည်းပုံအရ မြို့ပေါ်ရက်ွက်12ခုနဲ့ကြေးရွာ490ရှိပါတယ်။နေမြေခွဲဝေမှုသဘောတူညီချက်အရစစ်တပ်ဟာမြို့ပေါ်ကစေယုံတွေဌာနဆိုင်ရာရုံးတွေကိုပြန်လည်ခြေချခွင့်ရပါတယ်။လူဦးရေအဖြစ်စစ်မဖြစ်ခင်ကမြို့ပေါ်12ရက်ွက်မှာလူဦးရေ3400ခန်းရှိပြီးကြေးရွာတွေမှာ3000ခွဲကျော်ရှိပါတယ်။မြို့လူဦးရေရဲ့ထက်ဝက်ဟာစစ်တပ်အုပ်ချုပ်မှုအောက်မှာနေထိုင်ရမှာဖြစ်ပြီးကျန်တဲ့ဝက်ကတော့ကိုကန့်တက် MNDA အုပ်ချုပ်မှုအောက်မှာနေထိုင်ရမယ်လို့နားလည်ရပါတယ်။မြို့လူဦးရေရဲ့ထက်ဝက်စီကိုခွဲချံအုပ်ချုပ်ခွင့်ရမှာဖြစ်ပေမဲ့လည်းစစ်ကောင်စီပြန်ရတဲ့နေမြေကလာရှို့ဧရိယာရဲ့တရာဂိုင်နှုံးသာရှိပါတယ်။ကျန်69ရာဂိုင်နှုံးကကိုကန်တက်ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။ဧရိယာစတူရမ်းမိုင်ပေါင်း1630ကျော်ကျယ်ဝန်းနဲ့လာရှို့မြို့နယ်မှာမြို့ပေါ်12ရပ်ကွက်ရဲ့အကျယ်ဝန်းကဧရိယာစတူရမ်းမိုင်ပေါင်း18ကန့်သာရှိပါတယ်။ လာရှုပ်မျိုးတဲ့ပြန်ဝင်လာတဲ့စစ်ကောင်စီတပ်တွေနဲ့တူထွေထွေအုပ်ချုပ်ရေးလူဝင်မှုကြီးကြပ်ရေးစတဲ့ရဲဘက်ဝန်ထမ်းတွေလည်းပါလာတယ်လို့မြို့ပြန်တွေကဆိုပါတယ်စစ်ကောင်စီဟာလာမယ့်မေလာဇန်းမှာမြို့ပေါ်အုပ်ချုပ်ရေးကိုပြန်လည်စတင်မယ်လို့သူ့ရဲ့ဝန်ထမ်းတွေကြားမှာသတင်းစကားဖြန့်ဝေထားတယ်လို့မြို့ပြန်တွေကပြောပါတယ်တချို့တောင်ကြီးမှာရောက်ရှိနေတဲ့ဝန်ထမ်းတွေတောင်မှ၅လပိုင်းဆို ပြန်လာပြီလို့လာရှုပ်မြို့ကမြို့သမီးတူကပြောပါတယ် စစ်ကြောင်ထွက်ပြေးသွားရတဲ့ဝန်ထမ်းတွေကိုနှစ်တုပ်ခွဲပြီးလာရှုမျိုးကိုပြန်ပို့မယ်လို့စစ်ကောင်စီကအတိပေးထားတဲ့ကြောင်းလာရှုကျင်းမာရေးဌာနမှဝန်ထမ်းတို့ကလည်းပြောပါတယ်ပထမတုပ်ကအေဗီလာကုံရင် လာရှုပြန်ရမယ်ဒုတိယတုပ်ကဘယ်ချိန်ပြန်ရမလဲဆိုတာမသိရသေးဘူးလို့အဲ့ဒီမျိုးသမီးကပြောပါတယ်ကိုကန်တက်တွေထွက်ခွာသွားပြီးတဲ့နောက်ယနေ့ထိ လာရှုမျိုးပေါ်မှာရှိတဲ့ဆေးရုံရဲစခန်းနဲ့ဌာနဆိုင်ရာအဆောက်အဦတွေအားလုံးတကားပိတ်ထားတယ်လို့လည်းမြို့ပြန်တွေကပြောပါတယ် ပြီးခဲ့တဲ့ရက်တွေမှာလာရှိုအချင်းထောင်မှာစစ်တုံမန်းနဲ့အချင်းသားတချို့ကိုကိုကန်တက်ကပြန်လွတ်ပေးခဲ့ပြီးအခုအချင်းထောင်မှာရာဇဝဲအချင်းသားတချို့ကြန့်ရှိနေသေးကြောင်းလဲမြို့ကန်တွေကပြောပါတယ်လက်တလုံးမှာတော့ထောင်ကိုဘယ်ဖွဲ့ကအုပ်ချုပ်နေမှန်းရှင်းရှင်းလင်းလင်းမသိရသေးပါဘူးအုပ်ချုပ်သူပြောင်းလဲမှာတောချောင်တွေကြီးစိုးနေပြီးကြံပြေးကိုကန်တက်တွေထွက်သွားချိန်မှာလူရဲမှုတွေပြန်လဲဖြစ်ပွားလာတယ်လို့အသက်60ကျော်ရွယ်မြို့ကန်မြို့သားတူကပြောပါတယ် ို့ပေါ်မှာရှိတဲ့ရဲစခန်းတွေကမြို့မရဲစခန်းမှာကိုကန့်ရဲတပ်ဖွဲ့တချို့ ရှိနေပေမဲ့အရင်လို ကင်းလဲတာလုံခြုံရေးစစ်ဆေးတာတွေမလုပ်တော့တဲ့အကြောင်းမြို့ကန်တွေကပြောပါတယ်မြို့ပေါ်ကကိုကန့်ရဲတွေဟာတရုတ်အစိုးရကဆေလွတ်ထားတဲ့အပြစ်ရဲ့စောင့်ကြည့်ရေးတရုတ်ကိုယ်စားလှယ်တွေကိုလုံခြုံရေးပေးနေတယ်လို့နားလည်ရပါတယ်လာရှိုနေမြေခွဲဝေမှုကိုစောင့်ကြည့်ဖို့ကိုယ်စားလှယ်အဖွဲ့ဆေလွတ်ထားတာကို ပြည်အစိုးရကဝန်ခံထားပေမဲ့ ၎င်းတို့ဘယ်နေရာမှာစခန်းချထားတယ်ဆိုတာကိုတော့ထုတ်ပြောတာမရှိသေးပါဘူးမြို့ပေါ်ကနေပျောက်ွယ်သွားတဲ့ကိုကန်တက်တွေဟာလာရှိုးနေနေမိတ်အတွင်းမှာရှိတဲ့ကြေးရော်တွေမှာတက်စခန်းအစ်စ်တွေစောက်လုံနေတယ်လို့သိရပါတယ်စစ်တပ်ဟာမြို့မြောက်ဖက်ရှိ AD တရာအနောက်ဘက်ရှိ E9 တရာတောင်မက်ရှိမဟန်ရွာကိုကျော်လွန်ပြီးတက်ဆွဲခွင့်မရှိဘူးလို့လည်းသိရပါတယ်အဲ့ဒီနေနေမိတ်အလွန်မှာကိုကန်တက်တွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ် စစ်တပ်က AD တရားထိတ်မှာဂိတ်ပြန်ထိုင်းနေပြီးဖိုးဘက်မှာကကိုကံဂိတ်ရှိတယ်ပြီးတော့မြို့ဝင်ဘက်မှာလည်းဂိတ်ပြန်ထိုင်းနေကြတယ်လို့မြို့ကံမြို့သားတူကပြောပါတယ်စစ်တပ်ဟာမြို့ဝင်ဂိတ်တွေမှာကင်းစခန်းတွေချပြီးခံကတုတ်ဘန်ကာတစ်တွေစောက်လုပ်နေတယ်လို့လည်းသိရပါတယ်စစ်တပ်ထောက်ခံသူတွေကတော့တရုတ်ကိုစီးယုံနိုင်ခဲ့တဲ့စစ်ကောင်စီရဲ့တန်ငယ်တမန်ငင်းစွန့်ရင်ကြောင့်တနက်တစ်ချက်မှမဖောက်ရဘဲလာရှိုးကိုပြန်သိမ်းနိုင်တယ်လို့ဝင်ကြွားနေကြပါတယ် ဒါပေမဲ့လာရှုံမျိုးနဲ့တူရန်သူလက်ထဲကျသွားတဲ့အရှိမောက်တိုင်းစစ်ထနာချုပ်အကြောင်းတော်စစ်တပ်ဘက်ကတစုံတရာထုတ်ပြောခြင်းမရှိသေးပါဘူး။နေဝန်းနီလိုစစ်တပ်ကတင်စားတဲ့အရှိမောက်တိုင်းစစ်ထနာချုပ်ဟာနှစ်80နီးပါးတက်တန်းရှိတဲ့မြန်မာစစ်တပ်သမိုင်းတလျှောက်ရန်သူထံပရမဆုံးလက်နက်ချမြန်ခံခဲ့ရတဲ့တိုင်းစစ်ထနာချုပ်ဖြစ်ပါတယ်။ဒီတိုင်းစစ်ထနာချုပ်ကိုကွန်မြူနစ်တွေနဲ့ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခြင်းလွန်ခဲ့တဲ့52နှစ် 1982ခုနှစ်မှာမြန်မာစစ်တပ်ကစတင်ဖွဲ့စည်းခဲ့ပါတယ်။လာရှုံမှာခြေဆိုင်တဲ့စစ်ထဏာချုပ်ဟာ1980နှောင်းပိုင်းကာလတွေမှာအရေးနဲ့ပျောက်ကွယ်သွားတဲ့ကွန်မြူနတီတပ်တွေမြန်မာတရုတ်နယ်စပ်တလျှောက်မှာရှိတဲ့လူမျိုးစုလွတ်နက်ကိုင်တပ်တွေကိုတင်းသွင်းတာတိုက်ခိုက်ချိန်မုန်းတာတွေကိုအဓိကတာဝန်ယူရပါတယ်။ပြီးခဲ့တဲ့နှစ်ဩဂုတ်လက MNDA တပ်တွေထံလက်နက်ချညှန့်ခံခဲ့ပြီးတဲ့နောက်စစ်ကောင်စီဟာတိုင်းမိုးသိက်ခန့်ပြီး လာရှိုးနဲ့မိုင်40กว่ามาရှိတဲ့မိုင်းရဲ့မြို့ငယ်လေးမှာအရှိမောက်တိုင်းစစ်ဌာနချုပ်ကိုပြင်လဲဖွဲ့စည်းခဲ့ပါတယ်။တိုင်းမိုးတစ်ကတော့ဒုတိယတက်မတော်လေးကျင်ရေးအရာရှိချုပ်ဘိုချုပ်မြင့်ကျော်ထွန်းဖြစ်တယ်လို့အာနာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်နေတဲ့စစ်ဘိုတွေကပြောပါတယ်။လာရှိုးကိုပြင်ရပြီမဲ့စစ်တရဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်ဟာဘိုချုပ်နေဝင်ဘိုချုပ်တန်းရွှေတို့အာနာချုပ်ကန်စင်ကာလာတွေကလို့နိုင်ငံမြောက်ပိုင်းတရုတ်နယ်ဆက်ကလူမျိုးစုလက်နက်ကင်တွေကို ဩဇာလွှမ်းမိုးနိုင်ဖို့မလွယ်ကူသေးပါဘူး။လာရှိုးမှာခြေချနိုင်ခဲ့သည့်တိုင်အောင်စစ်ကောင်တီတွက်တော့လာရှိုးဟာ ရန်သူဝိုင်းနေတဲ့မြို့ဖြစ်နေပါတယ်။ကိုကန့်တဲ့ MNDA ကမြို့အရှိဘက်မှာကွန်းလုံမြောက်ဘက်မှာတိန်နီတန်းတဲ့ TNNL ကအနောက်ဘက်မှာတီဘောနမတူတောင်ဘက်မှာကြောင်မဲမြို့တွေကိုထိန်းချုပ်ထားပါတယ်။စစ်တပ်တွေတောင်ဘက်မိုင်းရင်နဲ့အရှိတောင်ဘက်မှာတန်ရန်မြို့တွေကနေတာလာရှိုးကိုအဝင်ထွက်လုပ်နိုင်ပါတယ် အသက်60ကျော်ရွယ်လာရှိုမြို့ကန်မြို့သားတူကတော့19မကူးဆိုတော့ဘသူကိုအဖေခေါ်ရမှန်းမသိဖြစ်နေတယ်လို့ပြောပါတယ်။အမှန်တကယ်လဲလာရှိုဒေတာကန်တွေရဲ့အနာဂတ်ကအဲ့ဒီမြို့သားပြောတဲ့အတိုင်းဖြစ်နေပါတယ်။စစ်ကောင်စီပြောခွင့်ရရာရှိဗိုလ်ချုပ်ဇော်မင်းထွန်းကတော့တရုတ်ရဲ့အကူအညီနဲ့ MNDAA နဲ့ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်တယ်လို့နေပြည်တော်မှာမလ29ရက်နေ့ကပြုလုပ်ခဲ့တဲ့တက်မတော်နေ့အပြီးမှာသတင်းတောက်အချို့ကိုထုတ်ပြောပါတယ်။ ဒါပေမဲ့လက်နက်ကင်နှစ်ဖွဲ့အကြားသဘောတူညီမှုကဘယ်ချက်တွေဖြစ်တယ်ဆိုတာကိုတော့စစ်ကောင်စီကိုကန်တက်နဲ့တရုတ်တို့ကရှုတ်ဝက်ထားဆဲဖြစ်ပါတယ်။ရှုတ်ဝက်ချက်တွေကိုမသိနိုင်ပေမဲ့တေချာတာကမြို့ကန်တချို့အနေနဲ့အနာဂတ်မှာအန္တရာယ်များတဲ့အခြေအနေနဲ့ညင်ဆန်ရနိုင်ပါတယ်။စစ်ကောင်စီဟာကိုကန်တက် MNDA နဲ့မာမိတ်တွေဖြစ်တဲ့တန်အန်တက် TNL ရခိုင်တက် A တို့ကို 2024ခုနှစ်စက်တင်ဘာလ2ရက်နေ့မှာအကြံဘက်ဖွဲ့ဖြစ်စည်ရင်သွင်းထားပါတယ်။အဲ့ဒီအသက်မှတ်ချက်ရာကိုကန်တက်နဲ့လက်တွဲခဲ့ကြတဲ့လာရှိုမျိုးကန်တွေကိုစစ်ကောင်စီကအကြံဘက်တိုက်ဖျက်ရေးဥပဒေသုံးပြီးတော့နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နိုင်ပါတယ်။ကိုကန်တက်ကိုထောက်ပံ့နေလို့ဆွဆွဲခံရသူတွေရဲ့ပိုင်ဆိုင်မှုတွေကိုလည်းစစ်ကောင်စီကသိမ်းဆဲနိုင်ပါတယ်။ဒါ့အပြင် စစ်ကောင်စီဟာ၎င်းတို့အုပ်ချုပ်ခွင့်ရတဲ့မြို့လူဦးရေရဲ့ထက်ဝက်ထဲက အသက်ပြည့်သူတွေကိုစစ်မှုထမ်းဥပဒေနဲ့တသားသည့်အဖြစ် စုဆောင်းနိုင်ဝင်လည်းရှိနေပါတယ်။ဌာနချုပ်မရှိတော့ပေမဲ့လည်းအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပုံမှန်လက်ပတ်နိုင်မှုစစ်တပ်ကပြင်ဆင်နေပြီးဒီတိုင်းစစ်ဌာနချုပ်ဥဆောင်ပြီးရက်သားတွေကိုစစ်တပ်နှန်းပေးတဲ့စစ်မှုထမ်းတင်နှန်းတွေဆက်လက်ဖွင့်လှစ်နေပါတယ်။လာရှုမျိုးကိုစစ်ကောင်စီထံပြန်ပေးဖို့တရုတ်က MNDAA ကိုဖိအားပေးခဲ့တာဟာအခုနှစ်ပိုင်းမှာစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအထောက်အပံ့ဖြစ်စေဖို့ဆိုတဲ့ တွတ်ဆမှုတွေလည်းရှိနေပါတယ်။တရုတ်ဆိုရဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံပြီး အကူအညီပေးမယ်လို့အတီလင်းကြေညာထားပါတယ်။စစ်တပ်ဟာလာရှိုးမှာရွေးကောက်ပွဲလုပ်မယ်ဆိုရင်တကောင်စင်းကောက်ဖို့လိုအပ်ပါတယ်။မဲစင်းအတွဲပြီးခဲ့တဲ့နှစ်အတွင်းကစစ်ကောင်စီကောက်ယူခဲ့တဲ့တကောင်စင်းမှာလာရှိုးခရိုင်တစ်ခုလုံးကိုလုံခြုံရေးအကြောင်းပြချက်နဲ့ချန်လက်ခဲ့ရပါတယ်။ရှင်းလာကန်းသာကျန်တော့တဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအချိန်စရအရာ စစ်တပ်ဟာလာရှိုးမှာတကောင်စင်းပြန်ကောက်ဖို့တွေ့အပြည့်ရဲ့ဂတိကဝတ်လိုအပ်ပါတယ်ကိုကန့်တွေလည်းတစ်တုံညာနှစ်ခုစစ်စင်ရင်းနဲ့၎င်းတို့သိမ့်မိုက်ထားတဲ့နေမြေတွေကိုစစ်ကောင်စီကတရားဝင်အတိမတ်ပြူရစ်တွေရွေးကောက်ပွဲကိုဖျက်ဆီးမှုလိုအပ်နေပါတယ်စစ်ကောင်စီက2008ဖွဲ့စည်းပုံခြေခံဥပဒေကိုဆက်လက်ကင်ဆွဲထားပြီးအဲ့ဒီဥပဒေအရကိုကန့်တို့ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရပိုင်နက်မှာတရုတ်နယ်စပ်မှာကုန်းချမ်းနဲ့လောက်ကင်မြို့သားပါဝင်ပါတယ် ကိုကန်တက်တွေဟာလောက်ကင်နဲ့မန်80ကျော်ကွာဝေးတဲ့လာရှိုထီခြေချထားနိုင်ပြီးတရုတ်နယ်စပ်နဲ့လာရှိုကြားမွန်ဂိုဂျူကုတ်ကွမ်းလုံနဲ့တိန်နီစတဲ့မြို့တွေကိုတင်ပိုက်ထားတာပါ2008ဖွဲ့စည်းပုံခြေကံဥပဒေအရကိုကန်တက်တွေရဲ့ပိုင်내ချက်ထွင်မှုကိုတည်ကြစေဖို့ရွေးကောက်ပွဲကနေတက်လာတဲ့လွတ်တော်ရဲ့အတီးပြုတ်ချက်တစ်ခုလိုအပ်နေပါတယ်။ဒါပြင လောက်ကိုင်းမှာယုံထိုင်တဲ့ကိုကံအုပ်ချုပ်ရေးမှုကဘယ်သူပဲဝါဖြစ်မယ်ဆိုတာကိုလည်းရွေးကောက်ပွဲကနေတက်လာတဲ့တမရကသာအဆုံးဖြတ်ပေးနိုင်ပါတယ်ကိုကံဒေသမှာအုပ်ချုပ်သူတစ်ကိုရွေးချယ်ဖို့အတွက်လူများများဆဆမရှိတော့ပါဘူးဘ ෝජ ုတ်တန်းရွှေလက်ထက်ကနေစစ်ကောင်စီလက်ထက်ထိကိုကံဒေသကိုအုပ်ဆိုးတဲ့မိသားစုတွေကိုကြားဖြန့်အမှုတွေနဲ့စစ်ကောင်စီကတရုတ်လက်ထဲလွှဲပြောင်းပေးထားပါတယ် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရကကိုကန့်တက် MNDAA ကိုဒေသဆိုင်ရာအုပ်ချုပ်သူဖြစ်အတိမဲ့ပြုလိုက်တဲ့ဆိုရင် MNDAA ဟာလည်းတရားဝင်ကိုကန့်အစိုးရဖြစ်အစင်းပေါက်မှာဖြစ်ပြီးတော့လောက်ကိုင်းတဲ့တခချမ်းကတရုတ်အစိုးရနဲ့လည်းတရားဝင်ဆက်ဆံရေးထူထောင်နိုင်မှာဖြစ်ပါတယ်တရုတ်ဝေချမ်းပေတဲ့လာရှိုအုပ်ချုပ်ရေးကစစ်ကောင်စီကိုရော MNDAA ကိုပါအကျိုးရှိလာနိုင်ပါတယ်လာရှိုမြို့ဝေချမ်းရေးတွေစစ်ကောင်စီနဲ့ကိုကန့်တက်တွေဟာ တရုတ်အစိုးရကိုကျေးဇူးတင်ကြတယ်လို့တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူက TV လ22ရက်နေ့ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းမြို့ကန်ရက်သားတွေရဲ့လုံခြုံရေးနဲ့အနာဂတ်တွေဘဲဖွဲကမှအမားခံခြင်းမပေးဘဲနှုတ်ဆက်နေကြဆဲဖြစ်ပါတယ်ခင်ဗျာ။